ထိုင်းတကြမှာပြောပါနေတဲ့အနှွေပညာရှင်တချို့ကိုတကွက်ပြလိုက်တဲ့ဖြူဖြူထွင်းလက်ရှိမှာအနှွေပညာရှင်တချို့ကထိုင်းတကြမှာပြောပါနေတဲ့အတွက်ဝေဖန်မှုတွေကမြင့်တက်နေတာပေါ့။ငလျင်ပေးသိနေတဲ့အချိန်မှာတိတ်တဆိတ်မနေပေးပဲထိုင်းတကြံကိုအလဲသွားနေတဲ့ဆိုကအဖြစ်တင်ကြပါတယ်။အနှွေပညာရှင်တချို့ကကိုယ်တိုင်ပျော်ရွှင်မှုကိုဦးစားပေးနေတဲ့အချိန်မှာဖြူဖြူထွေးကတော့ငလျင်ပေးသိကစိတ်နာတရားဖြစ်နေတဲ့လူအများကိုပျော်ရွှင်အောင်လိုက်လုပ်ပေးနေခဲ့ပါတယ်။ဖြူဖြူထွေးကအင်းလေးဒေတာကငလျင်ပေးသိသူတွေစီကိုတကြံအကြောင်းလေးမှတွားရောက်ခဲ့တာပေါ့။အင်းလေးဒေတာမှာအင်းတွေကအပြည့်စုံဆုံး များခဲ့တဲ့အတွက်ဖြဖြထွေးကငွေသားထောက်ပံ့ဖို့သွားခဲ့ပါတယ်။ဖြဖြထွေးလာမယ်ဆိုတာကိုသိတဲ့အတွက်ရွာသူရွာသားတွေကလည်းတဏှာနဲ့စုဝေးကထိုင်ဆောင်နေခဲ့ကြတာပေါ့။လူရချင်းမရှိဘဲလူစုလူဝေးနဲ့ထိုင်ဆောင်နေတဲ့အတွက်ဖြဖြထွေးကအကြံလေးတစ်ခုပေါ်လာခဲ့ပါတယ်။ထိုင်ဆောင်နေတဲ့လူအုပ်ကြီးကိုစကားတွေပြောရင်းနဲ့ဖြဖြထွေးကဟာသားဖြစ်စေမဲ့အရာလေးတွေကိုဖန်တီးပေးခဲ့တာပေါ့။ပြက်လုံးဖောက်တလို့စကားဝိုင်းလေးဖန်တီးပေးလိုက်တဲ့အတွက်အလုံးကလည်းတဟားဟားနဲ့ရီမော့ပျော်ရွှင်ကုန်ကြပါတယ်။နောက်တရွာရောက်တဲ့အချိန်မှလည်းဖြဖြထွေးကခုလိုမူရလေးကိုသာထက်လောက်ခဲ့တာပေါ့။ ရွာသူရွာသားတွေကဖြူဖြူထွေးရဟာတာဟန်ပန်တွေကြောင့်ပျော်ရွှင်စရာခိုက်တက်လေးဖြစ်ပြောင်းလဲသွားရပါတယ်။အဝိင်တွေဆုံရှုံရတဲ့အပူဆိုတာကြီးမားလာပါတယ်။ဒီလိုအချိန်မှာအပူတွေရော့ကြကခဏတာစိတ်လေးအေးသွားရစေဖို့ဖြူဖြူထွေးကကြံရွယ်ပေးခဲ့တာဖြစ်ပါတယ်။ထိုင်းတဲ့ချက်မှာကိုရိုင်းပျော်ရွှင်မှုအတွက်လက်ပတ်နေကြတဲ့နှူပညာရှင်တို့ကိုတကွပြလိုက်တဲ့ဖြူဖြူထွေးအပေါင်းရေဒတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်